မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းကံမလူမြို့နယ်ကနေခင်ဦးဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အားတရာကျော်ပါတဲ့တပ်မ33တပ်များကိုတိုက်ခိုက်ခဲ့ရာစစ်ကြောင်းစုဖွဲ့မှုပြတ်ပြီးတော့စစ်ကြောင်းမှုအပါအဝင်စစ်သားအယောက်50ခန့်တိတ်ဆုံးပြီးစစ်တုံးပန်း15ဦးနဲ့လက်နက်ခဲယမ်းများကိုတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကနိုဝင်ဘာလ12ရက်နေ့မနက်7:30မိနစ်အချိန်မှာကမ်ဘလူးမြို့နယ်ဝတ်တိုးကြီးရွာစစ်တပ်အထိုင်စခန်းကနေခေဦးမြို့နယ်ဘက်ကိုအင်အား102ဦးနဲ့စစ်ကြောင်းထိုးလာတဲ့တပ်မ33လက်အောက်ခံ ခောက်လိုက်ရတစ်သုံးလုံးဆက်ချောင်းကိုကံဘလူမျိုးနဲ့ရဲရိုက်ရွာအနီးမှာတွန်လိုင်းအတံများကဝိုင်းဝိုးတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါဗါးတိုက်ပွဲဟာမနက်7:45မိနစ်အချိန်အထိကိုကြာမြင့်ခဲ့ပြီးတော့စစ်ခွေးတွေဘက်ကစစ်ကြောင်းမှုအပအဝင်အယောက်90ခန့်တိုက်ဆုံးပြီးတော့စစ်တုံးမှန်15ဦးကိုလက်နက်ခဲယမ်းများနဲ့အတူဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗါးလက်နက်ခဲယမ်းတိုက်ဆီးရရှိမှုအနေနဲ့ MA1 နဲ့လက် MA3 နဲ့လက် MA4 နဲ့လက် G3 ခွန်နဲ့လက် MA6 နဲ့လက် MA8 နဲ့လက် ကားပိုင်း၅လက်စလေးယာတလက်၄လက် drone တစ်စင်ဂျမ်းမာအကြီးတစ်လုံး power station တစ်လုံး laptop တစ်လုံး40မမဘုံတစ်လုံးအီနာက၃လုံးတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်တိုက်ပွဲထဲမှာစစ်ခွေးဘက်ကစစ်ကြောင်းမှုငရဲကိုတန်းရောက်သွားပါတယ်တချို့တော့ကစစ်ခွေးတွေကဝတ်တိုးခွေးအထိုင်တွေကိုပြန်ဝင်သွားခဲ့တယ်နာမခါကနေတက်လာတဲ့ gyrocopter ၃စီးဟာခင်ဦးကတ်မလူနေဆက်မှာနှစ်ချိန်၄ချောင်းတက်ခတ်ပြီးတော့ပြန်ခောက်သွားပါတယ်အထိကိုက်တော့မရှိပါဘူးလို့ရှေးတန်းတော်လိုင်းရဲ့သတင်းရင်းမြစ်ကပြောပြထားပါတယ် ၎င်းတိုက်ခိုက်မှုတိုက်ပွဲမှာကမ်းဘလူခရိုင်ဘက်ကပါကာဘိုးတိုင်နယ်ဘက်ကပါကြောက်တိုင်ဘက်ကပါရေဦးမြို့နယ်လက်ယုံဘက်ကပါခေဦးဘက်ကပါ BDF ပလာဖစုဖွဲ့တပ်ခွဲတို့ကပူးပေါင်းပါဝင်ပြီးတော့တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။သခိုင်းတိုင်းပြည်သူ့ကာကွယ်အဖွဲ့ပကဖရဲ့ကနအူးတိုက်ပွဲသတင်းထုတ်ပြန်ကြမှာလေကမ်ဘလူခေယရွှေဘိုခေယများမှာစစ်ကြောင်းထိုးပြီးတော့အကြမ်းဖက်လုပ်ရများကိုလှုပ်ဆောင်နေတဲ့စစ်ခွေးစစ်ကြောင်းကိုမနေ့ကကမ်ဘလူခေယပကဖအထူးလှုပ်ရှားတက်ရင် ရေဦးမြို့နယ်ပကဖဒူဝံအပွဲရွှေဘုံခရိုင်အမှတ်3တပ်ရင်းခင်ဦးအမှတ်25တပ်ရင်းတပ်စင်နဲ့တော်လိုင်းအင်အားစုများကကြားဖြတ်တိုက်ခတ်ခဲ့ရာစစ်ခွေးတွေဘက်ကအထိနာပြီးတော့စစ်တုံးဘက်နဲ့လက်နက်ခဲယမ်းများကိုတိမ့်စီရရှိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စီးရီးသတင်းကတော့ဗဒောင်းတန်းရဲ့အတွဲမှာရှိတဲ့အမှတ်16ကာကွယ်ပစ္စည်းဆက်ရုံကပ္ပစာ16ရဲ့ကာကင်းစခန်းကိုစစ်ခွေးတပ်ကလက်နက်ကြီးစခန်းအဖြစ်နဲ့ပြင်ဆင်မုံမှန်ပြီးတော့အာရခတပ်တော် AA ရဲ့တိုက်ခိုက်မှုကိုအပြင်းထန်ခုခံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ခွေးတပ်ဟာ၎င်းတို့ပြန်လည်သိမ်းယူထားတဲ့ point 63လုံးစခန်းကိုအခိုင်အမာခြေကုပ်ယူပြီးတော့လက်နက်ကြီးစခန်းအဖြစ်နဲ့မုံမှန်ပြင်ဆင်မှုများပြုလုပ်နေကြောင်းရှီတန်းသတင်းရင်းမြစ်ထံကသိရပါဗျ။ အပြင်းထန်ကာကွယ်နေရတဲ့6-3လုံးစခန်းကိုလည်းလက်နက်ကြီးတွေထပ်ဖြစ်လာတယ်။ညောင်ခြေတော့ဘက်ကနေပြီးတော့စစ်ကြောင်းကလည်းလက်နက်ကြီးပစ်ကိုယူပြီးတော့ရှေ့ကိုဆက်တိုးလာတယ်။တောင်ကုတ်တောင်ကြားလမ်းအနောက်ဘက်ကိုဥတီနေတယ်။စစ်ကြောင်းရှေ့ဆက်တက်လာပါတယ်လို့ တတရင်းရင်းမိကိုဖော်ထုတ်ကစီရေးသုံးသက်ချက်များကိုဖော်ပြပေးနေတဲ့စီရီယံဘူကြီးဇင်ယောကပြောပြထားပါတယ်။အေအေရဲ့ပိတ်ဆို့တက်ခိုက်ခြင်းကိုခံနေရတဲ့စခန်းကုန်းကစစ်ကော်မရှင်တပ်ဖွဲ့ဝင်များတိုက်စုံးမှုတွေများပြားနေပြီးတော့ဘူကြီးအစ်စ်စစ်အရာရှိတအုပ်အပြင်းထန်ဒဏ်ရာရရှိထားပြီးစိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။ညောင်ချေတောင်းနဲ့ဆင်လန်ကြားလှုပ်ရှားချီတက်လာတဲ့ စစ်ကောင်မရှင်စစ်တောင်းများလက်နက်ကြီးပစ်ကူများကိုယူပြီးတော့ရှေ့ကိုတိုးလာတယ်လို့သိရပါတယ်။ဗရောင်းစစ်မျက်နှာပြင်မှာစစ်ကောင်မရှင်တပ်များတေဆုံးထိခိုက်ဒဏ်ရာရသူများနဲ့ထွက်ပြေးသူများကြောင့်အင်အားပြုံးတိနေတော့လေ နောက်တန်းကနေပြီးတော့ထိုးစစ်ဆင်မှုအဆက်မပြတ်စေရန်အတွက်အင်အားတွေဖြည့်ပြီးတော့စစ်ကူပုတ်နေတာကိုတွေ့ရပါတယ်။အုတ်ရှိပင်လမ်းကနေပြီးတော့အင်အားဖြည့်နေရမှာ28မိုင်လမ်းကိုအသုံးပြုပြီးတော့စစ်အင်အားတွေဖြည့်တင်းမှုတွေဇက်တိုက်ပြုတ်လုလာတယ်လို့သိရပါတယ်။စစ်ခွေးတပ်ဟာဗရောင်းတောင်ကုန်းလမ်းကျောကိုနေမြေဆုံးမမှုရယူနိုင်ရန်စီစဉ်နေတော့လေညောင်ကျိုးလေးသားတောင်ကြားကိုမတက်နိုင်ပဲနဲ့အေအေရဲ့ဂျားဖြတ်တက်ခတ်မှုကြောင့်တက်ပြန်ဆုတ်နေရပြီးတော့ကပ္ပဆာ76ကာကင်းကိုပါ စစ်ခွေးတပ်ကအပြင်းထန်ကာကွယ်နေရတယ်လို့သိရပါတယ်။ရခိုင်အေရော်ဒီနေဆက်၊ရခိုင်မကွင်းနေဆက်၊ရခိုင်ပဲခူးအဆက်တိုက်ပွဲများကိုပို့ဆောင်ခံရတယ်။စကခတဆဲဆက်ခွန်နဲ့ရန်ကုန်မှာရှိတဲ့အခြေစိုက်တိုက်ရဲများကစစ်ခွေးတပ်ဖွဲ့ဝင်များဟာစိုက်ရနေမြေများမှာအပြင်းထန်တိုက်ခိုက်ခံနေရပြီးတော့ထိခိုက်ဒေဆုံးမှုများပြားနေတယ်လို့သိရပါတယ်။ကာဘာဆာ6နဲ့ကာဘာဆာ16ကာကွယ်ပစ္စည်းစက်ရုံနှစ်ခုကိုကာကွယ်ရန်အတွက်စစ်ကော်မရှင်ကစစ်အင်ဂျင်နီယာတိုက်ရဲများကိုပါထုတ်လုပ်အသုံးပြုနေရတဲ့အခြေအနေကိုရောက်ရှိနေတယ်လို့သိရပါတယ်။ ရောင်းတက်နယ်အတွင်းတိုက်ပွဲများကထိခိုက်သေးဆုံးလာတဲ့စစ်ခွေးတပ်များကိုပြည်နဲ့ရန်ကုန်မြို့ကိုပြန်လည်တည်ယူရန်အတွက်အရက်သုံးလူမှုကွန်ရီကားများကိုအသုံးပြုခဲ့ရာပေဆုံးစရင်ပေါက်ကြတဲ့အတွက်အမိုးအုပ်စစ်သုံးကားကြီးများနဲ့ပေဆုံးသွားတဲ့မသားအလောင်းများကိုတိတ်တဆိတ်ပြန်လည်တည်ယူနေရတဲ့အထိဘကိုးအနောက်ခြမ်းတိုက်ပွဲများမှာစစ်ကော်မရှင်တပ်ဟာအထိနာလျက်ရှိကြောင်းသိရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းစာလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီအတွင်းမှာတပ်ဆွဲထားတဲ့အချက်ပတ်စစ်ခွေးတပ်ကို short တိုက်တုံးအလုံး30နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ November 17ရက်နေ့ည10:00နာရီကန်းကစတင်ပြီးတော့စာလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီအတွင်းမှာတပ်ဆွဲထားတဲ့အချက်ပတ်စစ်ခွေးတပ်ကိုတော်လိုင်းတပ်ဖွဲ့များက short တိုက်တုံးအလုံး30နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ၎င်းတက်ခတ်မှုအတွင်းမှာအကြမ်းမဆက်ခွေးတွေဘက်ကတိကိုက်မှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးပဲစစ်ခွေးတွေဘက်ကလည်းကြေးရွာများကိုလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့ခြင်းကြောင့်ဆယ်တဲရွာအတွင်းကိုလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့တော့လေပြည်သူတွေထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ် PDF ကဝမ်ပေါင်လေးကိုရှော့တိုက်တော့အလုံး30နဲ့ပြစ်တာမနေ့ကည10နိုင်လောက်ကနေ17ကျော်လောက်အထိကိုပြည်သူတွေပွဲဖြစ်တယ်ထင်နေကြတာစစ်ခွေးတွေဘက်ကလည်းပြန်ပြစ်တယ်လက်နက်ကြီးတွေနဲ့ဆယ်တဲရွာတွေကိုလက်နက်ကြီးကြားရောက်ပောက်ကွဲတာတော်သေးတာပေါ့ပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့ ဒေတာရင်းဒရင်းအေးမေကပြောပြထားပါတယ်။အော်တိုဘာလ23ရက်နေ့ကလည်းတရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းမှာတဆွဲထားတဲ့စစ်ခွေးတပ်ကိုတော်လိုင်းတပ်ဖွဲ့များကတရားခွန်မောင်းမှာရှော့တိုက်ဒုံးများနဲ့နေရာပေါင်းစုံကနေပြစ်ခတ်တိုက်ခိုက်ခဲ့ရာကုမ္ပဏီဝင်းထဲမှာကြားရောက်ပောက်ကွဲပြီးတော့မီးမြောင်လောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။ဝါပေါကုမ္ပဏီဝင်းအတွင်းမှာအရေးပေါ်အော်အော်ဆွဲတံများတညာလုံးထွက်ပေါ်ခဲ့ပြီးတော့မိသက်ကားများ စစ်ခွေးကားများနဲ့ရဲကားများလည်းရုံရင်းဆန်ခတ်ဝင်ထွက်သွားလာဖြစ်ပွားခဲ့တယ်လို့သိရပါဗါဒ်အကြမ်းဖက်စစ်တပ်ကစားလင်းကြီးမြို့နယ်အတွင်းစစ်ကြောင်းထုံးမှုများလှုပ်ဆောင်နေတဲ့အပြင်လေကြောင်းတိုက်ခတ်မှုများကိုလည်းမကြာခဏဆိုးသလိုလှုပ်ဆောင်နေတဲ့အတော့ပြည်သူများဟာစစ်ဘေးသိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမင်းလာမြို့နယ်ဗန်ပွေးကုန်းရွာအနီးတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကလုံခြုံရေးကိုအကြောင်းပြပြီးတော့ပြည်သူများကို သုံးရက်အတွင်းမှာရွာလုံးကျွ်ပြောင်းရွှေ့ခိုင်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ10ရက်နေ့ကစတင်ပြီးတော့အကြဘတ်စစ်ခွေးတပ်ကမင်းလာမြို့နယ်အပိုင်းဘကိုးရုံးမှာအတွင်းမှာရှိတဲ့ဗန်မွေးကုန်းရွာကပြည်သူများကိုအကြဘတ်စစ်တပ်က၃ရက်အတွင်းမှာရွာလုံးကျွတ်ပြောင်းရွှေ့ခိုင်းထားခြင်းဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီဗန်ပွေးကုန်းရွာအနီးမှာလေအချမဆက်တက်ကတပ်ဆွဲထားပြီးတော့၎င်းတို့ကိုတော်လိုင်းတပ်ဖွဲ့များကရေးရွာအတွင်းကနေလာရောက်တိုက်ခိုက်မှာကိုစိုးရိမ်နေတဲ့အတွက်ကြောင့်ပျောက်ရွှေ့ခန်းချင်းဖြစ်တယ်လို့သိရပါတယ်။မဲလာမြို့နယ်အပိုင်းဘကိုးရုံးမထဲမှာရှိတဲ့ဗန်ပွေးကုန်းရွာကိုစစ်ခွေးတွေက၃ရက်အတွင်းမှာရွှေ့ခန်းထားတာ။ဘာကြောင့်အဲ့လိုပြောင်းခိုင်းလဲမေးတော့လုံခြုံရေးချောင်းလို့ပြောပါတယ်။တကယ်ကသူတို့ကို PDF တွေလာတိုက်မှာကိုကြောက်ပြီးတော့ပြစ်ကွင်းရှင်းတဲ့အနေနဲ့ပြောင်းခိုင်းတာ။ သူတို့တိုက်ခိုင်းရမှာကိုစစ်ခွေးတွေကတေအောင်ကြောက်နေတာအဲ့ဒါကြောင့်မို့လို့ပြည်သူတွေကိုပြောင်းရွှေ့ခိုင်းတာလို့ဒေသခံပြည်သူတို့ကအတိပြုပြောကြားထားပါဗျ။အဲ့ဒီဗန်ပွေးကုန်းရွာဟာဘကိုးရုံမှာအတွင်တည်ရှိတဲ့ကြေးရွာဖြစ်ပြီးတော့အချမ်းမစစ်ခွေးတက်ကကြေးရွာအနီးမှာတပ်ဆွဲထားကရုံးမှာအတွင်စစ်ကြောင်းထိုးခြင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ဒါပြင်2025ခုနှစ်မေလပိုင်းကလည်း မဲလောင်မြို့နယ်အပိုင်းဘကိုးရုံးမအတွင်းအင်အားတရာရက်နဲ့စစ်တောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကစစ်သား၂ဦးဟာဗန်မွေးကုန်းရွာအနီးမှာရှိတဲ့မုတ်ခါဆယ်မှာမူယူတောက်စားပြီးတော့ရေစင်းချိုးရံကနေစစ်ခွေးတကောင်မွေးကိုက်ခံရပြီးတော့တေဆုံးကဂျန်နယ်တအူးကလည်းရင်းနေပြီးတော့တေဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဝင်းသူမြို့နယ်မှာစစ်ခွေးစစ်ကြောင်းကိုတိုက်ခတ်ရာစစ်ခွေးတကောင်တိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ10ရက်နေ့မှာဝင်းသူမြို့နယ်ခတ်ချူကြီးရွာကိုစစ်ကြောင်းထုတ်လာတဲ့အင်အားတရာလောက်ပါတဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များက drone 60မမများနဲ့ဘုံကျဲပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းတ်စစ်ခွေးတကောင်တိုက်ဆုံပြီးတော့နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါး။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါး။ ကျွန်တော်တို့နေမြေကိုစစ်ကြောင်းထိုးတာကို drone နေနဲ့တိုက်ခိုက်ခဲ့တာပါစစ်ခွေးတွေဘက်ကထီသွားတဲ့ကောင်းနေရှိတယ်စစ်ခွေးဘက်ကနှစ်ကောင်ဒဏ်ရာရတယ်တကောင်ကတော့တိတ်ဆုံးတယ်လို့ပြောတယ်စစ်ခွေးဘက်ကလက်နဲ့ခဲရနေတိမ့်စီရမိတာတော့မရှိပါဘူး drone နဲ့လက်လုံ60မမတွေကိုပဲအသုံးပြုခဲ့တာပါစစ်ကြောင်းပြန်ထိုးနိုင်တာတွေရှိလာကြောင်းပြည်သူတွေအနေနဲ့ဂီယူဆိုင်နေကြဖို့မှာကြားထားတာတွေရှိပါတယ်လို့ဝင်းသုံမျိုးနယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖကတာဝန်ရှိသူကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုဝင်းသုံမျိုးနယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖကောလင်းခရိုင် MLA တိုင်ရင်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။ဒါအပြင်ဘကိုးတိုင်းရေတာရှိမျိုးနယ်မှာလည်းအကြမ်းဖက်စစ်ခွေးတရင်ပေးတောက်တိုင်တအူး စစ်တပ်ကထောင်သားတဲ့မိုင်းနှင်းမိပြီးတော့ခြေပြက်သွားကြောင်းဒေသခံပြည်သူများကအတည်ပြုပြောကြားထားပါလေမနေ့ကနိုဗ ెంబ ာလ12ရက်နေ့မနက်7:00နာရီကမှရေလာရှင်မြို့နယ်စင်ခွေကျေးရွာအုပ်စုထိပ်ပေါက်ကျေးရွာဘေးမှာအကြမ်းဖက်စစ်ခွေးတပ်ကထောင်သားတဲ့မိုင်းကိုစစ်တပ်သတင်းပေးတောက်တိုင်းထိပ်ပေါက်ကျေးရွာသား ဝင်းနိုင်ဆိုတဲ့အောက်တန်းစားကနေမိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမိုင်းနေမိပြီးတော့ဝင်းနိုင်ဟာပြင်ထန်တန်ရာရရှိကခြေထောက်ပြတ်သွားပြီးတော့လက်ရှိအချိန်မှာတောင်ငူခရိုင်နှစ်ဆောင်ပြိုင်ဆေးကမ်းမှာဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။မနေ့ကမနက်10နာရီကရေတာရှင်မျိုးနဲ့ထိပ်ပေါက်ကြေးပါဘေးမှာစစ်ခွေးတွေထောင်ထားတဲ့မိုင်းကိုနေမိပြီးတော့စစ်တပ်သတင်းပေးအမာဂန်တောက်တိုင်ထိပ်ပေါက်ကြေးပါတာဝင်းနိုင်ဆိုတဲ့အောက်တန်းစားခြေထောက်ပြတ်သွားပါတယ်။ အခုတောင်ကိုခရိုင်နဆောင်ပြိုင်ဆေးကမှဆေးကုသနေရတယ်လို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ကချင်ပြည်နယ်ဖားကန်ဒေသမှာစစ်ရေးတင်းမာနေတဲ့အချိန်အချမ်းဘတ်စစ်ခွေးစစ်ကြောင်းကစစ်မှုထမ်းတပ်သား၂ဦးဟာလက်နက်ခဲအန်းတွေကိုယူဆောင်ထွက်ပြေးလာပြီးတော့ KIA KPDF ပူးပေါင်းတပ်ဖွဲ့ထမ်းမှာအလင်းဝင်လာတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရောဗမာလာ၁၀ရက်နေ့ကတိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန်မှာ KIA KPDF ထံကိုဆက်သွယ်ပြီးတော့ထွက်ပြေးလာတာလို့ရေးပြင်းသတင်းအရင်းမြစ်ကပြောပါရယ်တိုက်ပွဲဖြစ်နေတဲ့အချိန်ကြီးမှာဒီကောင်တွေကတနက်နှက်လက်ပါယူလာတာ အန်ဒီအလဲကင်းပါတယ်လို့၎င်းကပြောပြထားပါတယ်။ထွက်ပြေးလာတဲ့တပ်သား၂ဦးဟာ AOD တိုင်းကနေစစ်သားစုဆောင်းခံရပြီးတော့ဖားကန့်ဒေသကိုပြီးခဲ့တဲ့ဇူလိုင်မှာပို့ဆောင်ခံရတာပဲဖြစ်ပါတယ်။သူတို့ငှက်ဦးကိုဂုံပြူစုငွေ330ပေးရခဲ့ပြီးတော့လုံခြုံတဲ့နေရာမှာထားရှိတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလကလည်းဖားကန့်ဒေသကိုရောက်ရှိလာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကစစ်မှုထမ်းတန်တန်းစဲအယောက်30ဟာ KIA KPD ရဲ့ပူးပေါင်းတပ်ဖွဲ့ထမ်းမှအလင်းဝင်ခဲ့သေးတယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်ခွေးစစ်ကြောင်းမှာပါဝင်လာတဲ့သူတွေအနေနဲ့အလင်းဝင်ကြဖို့ KIA KPDF ကတိုက်တွန်းထားပြီးတော့ရွေးထွေးစွာကျိုးစိုးလက်ကမ်းနေမယ်လို့ပြောပြထားပါတယ်။ဖားကန်ဒေတာကိုအင်အား300ခန့်ပါတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းရောက်ရှိနေပြီးတော့ November 6ရက်နေ့ကလေးကတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။ဖားကန်နဲ့ကာမိုင်းကြားကနန်ညာရွာလုံခင်းကြီးရွာအုပ်စုပတ်ဝန်းကျင်တွေမှာတိုက်ပွဲတွေဖြစ်ပြီးတော့လက်ရှိစစ်ရေးအခြေအနေအရလေကြောင်းအန်ရလက်နက်ကြီးအန်ရနဲ့လုံခြုံရေးသတိပြုနေထိုင်ကြဖို့ KIA နဲ့ KPDF တွေက3ပေးထားပါတယ်။စစ်မှုထမ်းနှစ်ဦးထွက်ပြေးလာတဲ့နေ့ကစစ်ခွေးဆယ်ကျောင်းကို KIA KPDF ကမိုင်းဆွဲတိုက်ခိုက်လို့စစ်ခွေးဆယ်ကောင်ထက်မနေသေးဆုံးပြီးတော့ဒဏ်ရာရတဲ့သူတွေလည်းများပြားခဲ့တယ်လို့သိရပါတယ်။ point 5အပါအဝင်တနက်နဲ့ကြီးစံတွေကို KIA နဲ့ KPDF ကတင်းယူနိုင်ခဲ့ပါတယ်။လုံမမာလာ7ရက်နေ့မှာတော့လေကျောင်းကနေဘုံကျဲလို့ကလေးမိခင်တဦးသေဆုံးကကလင်းငယ်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မနေ့ကနိုဝင်ဘာလ12ရက်နေ့နေ့လယ်ပိုင်းမှာလည်း ဖားကန်မြို့နယ်မှာစစ်ခွေးစစ်ကြောင်းကရန်တမ်းပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီးတော့ညာဘက်မှာတော့ပြင်းထန်တဲ့ပေါက်ကွဲတံနှစ်ချိန်ကြားခဲ့ရတယ်လို့ဒေသခံတွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အချမစစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအញ្ញံဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ